ဖိလစ်ပိုင်နိုင်ငံမှာရပိုင်အတွင်ဒုတိယမြောက်မုံတိုင်းတစ်ခုဖျက်ဆီးတိုက်ခတ်မှုနဲ့ကြုံခဲ့တဲ့နောက်လူ၃ဦးထပ်မံနေသေဆုံးပြီးလူ၄သိန်းလောက်အရေးပေါ်ရှေ့ပြောင်းထားရပါတယ်။အခုသတင်းပတ်အစောပိုင်းမှာဖိလစ်ပိုင်မြောက်ပိုင်းကကျွန်းတွေကိုဖျက်ဆီးသွားတဲ့စူပါတိုင်ဖုန်းမုန်တိုင်းကြီးရာဂါဆာရဲ့အကြမ်းကြမ်းဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေမပြီးဆုံးသေးခင်မှာတင်အပူပိုင်းမုန်တိုင်းဘူအာလွန်ကဖိလစ်ပိုင်ရဲ့အဓိကကျွန်းကြီးဖြစ်တဲ့လူစုံကိုအရှိတောင်ဘက်ကနေအနောက်မြောက်ဘက်စီကန့်လန့်ပြတ်ဖျက်ဆီးသွားခဲ့တာပါ။ စက်တင်ဘာ26ရက်နေ့မှာမုံတိုင်းဖြတ်တန်းသွားတဲ့နောက်မိုးသည်သည်တနက်ရွာသွန်းမှုတွေဖြစ်ခဲ့တယ်လို့လူဆောင်ကျွန်းရဲ့ဘီကိုဒေတာမှာအုံနိုင်ရန်ပြောကြလို့လူ3ဦးသေဆုံးခဲ့ပါတယ်။အားအပြင်းဆုံးအချိန်မှာတနာယီလေးတိုင်လုံး130ကီလိုမီတာထိရောက်ရှိခဲ့တဲ့ဘူအာလွိုင်းမုံတိုင်းကြောင့်လူဆောင်ကျွန်းအနှံမှာမြေပြိုတာ၊ရေကြီးတာ၊တစ်ပင်တွေအမြင့်ကနေကျွတ်ထွက်တာတို့ဖြစ်ပေါ်ခဲ့ပါတယ်။မုံတိုင်းဖြတ်တန်းမဲ့လမ်းကြောင်းတစ်လျှောက်မှာလူပေါင်း၄သိန်းလောက်ကိုကြိုတင်ရွှေ့ပြောင်းပေးထားတဲ့အချိန် တချို့နေရာတွေမှာအိမ်တွေရေမြုပ်ကုန်လို့ဒေသခံတွေကအမိုးပေါ်ထိတက်ပြီးရေပေးရှောင်နေရတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ဘီကိုဒေသမှာတော့မုန်တိုင်းကျော်လွန်သွားတဲ့နောက်လမ်းတွေပေါ်ကန့်လန့်ပြက်လဲကျနေတဲ့သစ်ပင်တွေကိုဒေသခံတွေတာဝန်ရှိသူတွေနဲ့စေတနာဝန်ထမ်းတွေပူးပေါင်းပြီးစတင်ရှင်းလင်းနေပါတယ်။ Pacific သမုဒ္ဒရာတွေကကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ကနှစ်စဉ်တိုင်ဖုန်းရာသီတွေရောက်တိုင်းပြင်းထန်တဲ့နှစ်ကိုမုန်တိုင်း20လောက်ကြုံနေကြဖြစ်ပါတယ်။ အခုနှစ်အတွင်းကဘာပေါ်မှာဖြစ်ခဲ့သမျှတဲ့အားအကောင်းဆုံးမုန်တိုင်းဖြစ်သတ်မှတ်ခံရတဲ့ရာဂါစာကြောင့်လူတွေထောင်ထဲချီယာယီရွှေ့ပြောင်းခဲ့ပြီးနေရမပြောင်းရသေးခင်မှာတဲ့နောက်ထပ်မုန်တိုင်းတစ်ခုကဖိလစ်ပိုင်ကိုဖြတ်သန်းခဲ့တာဖြစ်ပါရဲ့ရှင်